ဟိုရှိရှိတုန်းကရွာတရွာမှာ Ramesh ဆိုတဲ့သူတယောက်ကရွာတကြီးရဲ့အိမ်မှာတန့်ရှင်လုပ်ပါတယ်။တရက်လုံးအလုပ်တွေကျိုးစားလုပ်ကိုင်းပြီးနောက်ညဘူချုံအိမ်ကိုပြန်လာတတ်ပါတယ်။ရှင်ချင်းလက်မျက်နှာဈေးလိုက်အောင်လေကျမထမင်းခူထားပေးမယ်နော်ဒါနဲ့အမေအမေဒီနေ့ဘာချက်ထားလဲအမေဒီနေ့အာလူနဲ့ခေါ်ပြီးလေးကြော်ထားတယ်တာရဲ့အမေကလည်းဘယ်အချိန်ပဲကြည်ကြည်အာလူခေါ်ပြီးကြော်နေရကြီးပဲတခြားဟင်းလေးပါလေပြောင်းချက်ပါလားဒါကတော့လေစက်သားဟင်းအရန်စားကျင်တာပဲအမေကဒါရမ ဟင်းဒီဟင်းရွက်ကြော်ရည်ကြီးပဲအမြဲတမ်းကြော်ကျွေးနေရနော်အေးပါကွာအေးပါဟုတ်ပါပြီဟုတ်ပါပြီဒီနေ့လောလောဆယ်တော့အမေကြော်ထားတဲ့အာလူးနဲ့ကော်ပီကြော်လေးနဲ့ပဲထမင်းစားလိုက်ပါဒါရဲ့နောက်နေ့ကျရင်တော့ငါသားလေးကြက်သားဟင်းစားခြင်းနေရဆိုတော့အဖေကြက်ဝယ်လာခဲ့မယ်နော်ပြီးတော့ရင်အဖေတို့တွေကြက်သားဟင်းနဲ့ဘိုင်အဝါစားတော့ကြတာပေါ့ကွာဒီလိုနဲ့ညတော်တော်လေးမိုးချုပ်သွားခဲ့ပါရီမိသားစုဝင်တွေအားလုံးထမင်းစားတော့ပြီးတော့အိတ်နေခဲ့ကြပါရီဒီအချိန်ကြီးတရေတက်ကောင်တို့အိတ်တဲ့ကျူးကျော်ဝင်ရောက်လာပါရီ သူကအိမ်တအိမ်လုံးမှာရှောက်သွားနေခဲ့ပြီးတစုံတယောက်ကိုလိုက်ရှာနေတယ်လို့မျိုးပါပဲ။ဒါကဒီရွာမှာရှိတဲ့နောက်ဆုံးအိမ်ပဲ။ဒီရွာမှာလည်းချက်တကောင်မှမရှိဘူး။ငါဘာလုပ်ရမလဲ။ဘာလုပ်ရင်ကောင်းမလဲ။ရွာမှာရှိတဲ့ချက်တွေအကုန်လုံးကိုတော့ငါပထမကလေးကခိုးယူခဲ့ပြီးသားပဲလေ။ချက်တွေအကုန်လုံးကိုပေါင်းလိုက်မယ်ဆိုရင်တော့အကောင့်တရာလောက်ပဲရှိသေးတာကွ။ချက်တရာတကောင်ဖမ်းရမှာဖြစ်မှာ။နောက်ဆုံးချက်တကောင်ကိုငါဘယ်ကနေတွားရှာရမလဲ။တရေကြီးကစိတ်ပြတ်စွာနဲ့အိမ်ကနေထွက်ဖို့အတွက်ပြင်ဆင်ခဲ့တဲ့အချိန်မှာပဲသူတခုတ်ကိုတရိယာသွားပါရီ အိမ်ထဲမှာအဲ့ဒီရဲ့ကလေးတယောက်ကိုပဲငါချက်ဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်ဘလို့လဲဒါလည်းအဆင်ပြေရပါပဲလေဒါဆိုရင်တော့ငါရှာနေရဲ့ချက်တရားတကောင်လည်းပြည့်သွားလိမ့်မယ်ဒီနောက်တရားကြီးကလည်းကလေးနှစ်ယောက်အိမ်နေတဲ့အခြေကယောက်ျားလေးကိုဖမ်းဆီးခဲ့ပါတယ်ပြီးတာနဲ့လေးပေါ်မှာပြန်ပြီးတော့သူ့ရဲ့တင်နေရကိုပြန်လာခဲ့လိုက်ပါတော့တယ်ရာဟုလ်ကတတော်လေးဒီနေ့ဆိုင်အိမ်မောကြနေခဲ့ရပါသူအိမ်မောကြနေခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့ကိုတရားကြီးဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့ကိုတော့သူ့လုံးဝကိုမယိမ်မိခဲ့ပါဘူး။သူကတော့အိပ်ပျော်နေပါတယ် ။တရဲကြီးကသူ့ကိုချီပြီးဟိန်တိန်တဲကိုခေါ်ဆောင်သွားလိုက်ပါရီ။အဲဒီမှာဇက်တွေအများကြီးကိုတို့ဖန်စီထားပါရီ။ဇက်တွေအားလုံးကလည်းအော်ဟင်းနေနေကြပါရီ။အဲဒီနေရာမှာတရဲကြီးကရာဟုလ်ကိုဆက်ဝိုင်းဝိုင်းထားတဲ့မြေပေါ်မှာအိတ်ခိုင်းထားလိုက်ပါရီ။သူကခလေးလေးရဲ့ဘေးပတ်လည်မှာဆက်ဝိုင်းအနေအောင်ကြီးကိုဆွဲထားခဲ့ရပါ။ပြေးသွားတဲ့အခါမှာတော့သူတို့ရစ်ပူစော်ပေးနေတဲ့မကောင်းဆိုးဝါသခင်ကြီးကိုဖိတ်ခေါ်လိုက်ပါတယ်။မကောင်းဆိုးဝါရိအားလုံးရဲ့အရှင်သခင်ဘုရင်ကြီးဒါကသခင်ကြီးအတွက်နောက်ဆုံး ဧည့်သည်အစ်တစ်တယောက်ပါဒီနောက်မှာတရေကြီးကလည်းဆက်ဝိုင်းပပတ်လင်မှာလှဲနေခဲ့ပါရီပြီးတာနဲ့ကလေးလေးကိုလည်းသူကမော်အစွမ်းတွေနဲ့စက်တကောင်ဖြစ်အောင်လုပ်ပြလိုက်ပါရီရာဟုလ်စက်တကောင်ဖြစ်သွားတဲ့အချိန်မှာအိဟာကနိုးလာခဲ့ပါရီအရင်ဆုံးသူ့ရဲ့ခြေထောက်တွေကိုသူကြည့်ခဲ့ပါရီသူစကားပြောဖို့ဘလို့ပဲစူးစမ်းစူးစမ်းစကလုံးတွေထွက်မလာခဲ့ပါဘူးကဲအခုမှပဲအစဉ်ပြေသွားတော့တယ်။ငါမှကြက်တရားနဲ့တကောင်ရသွားခဲ့ပြီ။နောက်နေ့အောင်ပြီးငါရွာသူရွာသားတွေကိုဒီကြက်တွေလိုက်ကျွေးမယ်။ဒီကြက်တွေအားလုံးကုန်သွားတဲ့အခါကျရင်တော့ လောကကြီးတစ်ခုလုံးမှာငါကအာအအကြီးဆုံးနဲ့ပါဝါအများဆုံးတရေတကောင်ဖြစ်သွားတော့မှာငါ့ကိုဘယ်သူမှရှင်ပြိုင်တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး။နောက်နေ့ဆက်ပြီးတရေကြီးကလူသားအသွင်ပြောင်းပြီးဈေးရဲမှာကြက်ရောင်းပါရီ။သူကရွာသူရွာသားတွေကိုကြက်တွေရောင်းတဲ့အလုပ်လုပ်ပါရီ။အရင်နေ့မှာတော့ရမေ့ရှ်လက်မနက်အစောကြီးထပြီးတထဲကြီးရဲ့အိမ်မှာအလုပ်သွားလုပ်ခဲ့ပါရီ။ကဲမိန်းမအေးဒါဆိုရင်တော့ငါသွားလိုက်အောင်မယ်။ညနေကြတော့မှပဲငါပြန်လာခဲ့မယ်တိလား။ညနေကအင်ကိုပြန်လာခဲ့ရင်ဈေးရဲဝင်ပြီးငါသားလေးအတော့ကြက်တကောင်လေးဝယ်လာခဲ့လိုက်မယ်။ ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်။ရမေ့ရှ်ကမနက်ဆောက်စားပြီးအလုပ်ကိုထွက်ခွာသွားခဲ့တဲ့အချိန်သူရဲ့မိန်းမကတော့အိမ်လုပ်တွေကိုလုပ်နေအိမ်မှာတန်နေခဲ့ရပါတယ်။အိမ်မှာသူတို့ရဲ့ကလေးပျောက်ဆုံးသွားတယ်ဆိုတဲ့ကိစ္စကိုအခုချိန်အထိမိဘတွေမသိကြသေးပါဘူး။ရာဒီကာအိယာကနိုထလာခဲ့ပြီးနောက်မှာတော့သူ့အမေရဲ့အလုပ်တွေကိုဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေခဲ့ပါတယ်။ကဲရာဒီကာလင်းမုံလေးကိုလည်းသွားနှိုးပါအောင်သူပဲအချိန်ထိအိတ်နေအောင်ပါလေ။နေဖင်ထိုးနေပြီးအခုချိန်ထိကိုမထသေးဘူး။မဟုတ်ဘူးအမေရဲ့သူ့အိယာကနိုပြီး ။သမီးအိယကနိုးတဲ့အချိန်မှာ तू မရှိတော့ဘူးလေ။ကြည်ရတာဒီနေ့ចောင်းပိရဆိုတော့တငယ်ချင်းနဲ့အတူတူဆော့ဖို့အတွက်အပြင်ကိုထွက်သွားတာဖြစ်မယ်။အမေကသူ့ကိုအမြဲတမ်းလှတ်ထားပေးပြီးဘာမှလည်းမပြောဘူးဆိုတော့သူကအခွင့်အရေးကိုအပြည့်အဝယူနေရအမေရဲ့။စာလည်းမလုပ်ဘူးစာလည်းမကြက်ဘူး။သမီးရဲ့အမေလည်းဘာလို့ရမလဲသူကအမေပြောတဲ့စကားတွေကိုဘယ်တော့ကနားထောင်လို့လဲဒီနေ့အိမ်ပြန်လာမစရောအမေတို့ကောင်းကောင်းကြိုက်မယ် ဒီလိုနဲ့သားမင်းနှစ်ယောက်သောအလုပ်တွေကိုပြန်ပြီးလုပ်နေခဲ့ကြပါရယ်အချိန်တွေတော်တော်လေးကိုကြာသွားခဲ့ပါရယ်နေ့လယ်စာထမင်းစားချိန်ရောက်ရှိလာခဲ့ပေမဲ့ရာဟုလ်တယောက်အင်ကိုပြန်မလာခဲ့သေးပါဘူးဒီအချိန်မှာသားမင်းနှစ်ယောက်လည်းရာဟုလ်ကိုတော်တော်လေးစွန့်ရင်ပူပန်လာခဲ့ပါရယ်ဘာလို့ဒီလောက်တောင်မှနောက်ကျနေရတာလဲသူတခါမှအလောက်ထိမနောက်ကျဘူးဘူးသမီးသူ့ကိုတစ်ချက်သွားကြည့်လိုက်အောင်တော့သူဘယ်မှာသွားဆော့နေရလဲဟုတ်ကဲ့ပါအမေရမစိုးရင်ပါနဲ့သမီးအခုပဲသူ့ကိုသွားကြည့်လိုက်မယ်နော် ရာဒီကလည်းရွာမှာရှိတဲ့သူကစားတက်တဲ့နေရာတိုင်းမှာသွားပြီးသူ့ရဲ့မောင်လေးကိုလိုက်ရှာကြည့်ပါတယ်။သူ့ရဲ့တငယ်ချင်းအိမ်တွေအားလုံးကိုသွားမေးကြည့်ခဲ့ပေမဲ့ဘယ်သူမှမတွေ့ကြပါဘူး။သူ့အိမ်ကိုပြန်လာခဲ့ပြီးမိခင်ဖြစ်သူကိုဒီအကြောင်းပြောပြလိုက်တော့အမေလည်းပို့ပြီးစိုးရင်ပူပန်သွားပါတယ်။မဖြစ်သေးပါဘူး။ဒါဆိုရင်သူ့အိမ်ကိုပြန်လာတဲ့အချိန်ကိုပဲငါတို့အနေနဲ့စောင့်ရတော့မှာပေါ့။ဒီကောင်လေးတယောက်လေးခြေရှည်ပြီးဘယ်ရီကိုရှောက်သွားနေလဲမသိပါဘူး။နှစ်ယောက်သားကလည်းအိမ်ပြန်လာမယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့ကြပါတယ်။ရမေရှ်ကတော့သူ့သားလေးပျောက်ဆုံးသွားတာကိုမသိဘဲတထဲကြီးရဲ့အိမ်မှာအလုပ်တွေကိုစတိုင်လုပ်နေခဲ့ပါသေး အလုတ်တွေအားလုံးပြီးသွားတဲ့အခါမှာသူလည်းအလုတ်တင်ပြီးအင်းကိုပြန်လာနေပါတယ်။သူဈေးရဲကိုသွားပြီးသားလေးအတွက်ကျက်ဝယ်ရမယ်ဆိုတာကိုတတိယသွားပါတယ်။သူကျက်ဝယ်ဖို့အတွက်ဈေးရဲကိုဝင်သွားခဲ့တဲ့အခါမှာအတန်တန်ကြားခဲ့ရပါတယ်။ကျက်သားတွေရမယ်နော်၊ကျက်တွေရမယ်၊ကျက်အရှင်လက်လက်ဆက်ဆက်တွေရမယ်။ငါတို့ဈေးရဲမှာကျက်သားတည်းရှိရဲ့။ထားပါလေကျက်သားတည်းရှိရော်လည်းကောင်းတာပေါ့။ရမေ့ချ်ကလည်းကျက်ဆိုင်ကိုသွားလိုက်ပါတယ်။တရေကြီးကလူသားတယောက်အသွင်ပြင်ကိုပြောင်းပြီးကျက်တွေရောင်းစားနေခဲ့ပါတယ်။သူရဲ့ဆိုင်မှာလောင်အင်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီထဲမှာကျက်တွေအလုံးကိုဖမ်းထည့်ထားတာပါ။ အရင်တုန်းကဒီနေရာမှာဘာဂျက်ဆိုင်မှမရှိဘူးနော်အကိုကလူအစ်တလားဟုတ်ပါတယ်ကျွန်တော်ဒီနေ့ပဲဆိုင်ဖွဲ့ထားတာပါကောင်းတာပေါ့ကောင်းတာပေါ့ကျွန်တော်ကိုဂျက်ကြီးကြီးလေးတစ်ကောင် လောက်ထည့်ပေးပါဦးတရေကြီးကရာဟုလ်ကိုပဲအပြင်ကိုဆွဲထုတ်ပေးလိုက်ပါတယ်ရာဟုလ်ကသူ့ရဲ့အဖေကိုတွေ့ရတဲ့အတန်အကျဲကြီးနဲ့အော်ဟစ်နေခဲ့ပါတယ်ရမေ့ရှ်ကလည်းဒီဂျက်လေးကိုတွေ့ခဲ့ရတဲ့အခါမှာထူးဆန်းတဲ့ခံစားချက်တွေကိုရရှိနေခဲ့ပါတယ်သူကပထမဆုံးကဒီချက်လေးကိုတခါတည်းတပ်ပေးလို့ပြောလိုက်ပေမဲ့အခုတော့မတတ်ချင်တော့ပါဘူးအကို အကိုသူ့ကိုမတက်ပေးရောနဲ့ကျွန်တော်သူ့ကိုအိမ်ကိုခေါ်သွားပြီးကိုဟောက်ကိုပဲတက်စားလိုက်တော့မယ်အကိုကျွန်တော်ကိုတီချက်ဒီအတိုင်းအရှင်လိုက်ပဲပေးလိုက်ပါတော့ရပါတယ်ကျွန်တော်ပဲတတဒီလိုပဲတတဘာမှတိုက်ပြီးမကွာချဘူးအဓိကကရွာသူရွာသားတွေအားလုံးကိုဒီချက်တွေကျွေးလိုက်ဖို့ပဲသူတို့အားလုံးချက်သားစားပြီးပြီဆိုရင်တော့ငါအလုပ်ကပြီးနေပြီဘာဖြစ်တာလဲအကိုရဲ့ဘာတွေစဉ်းစားနေရလဲအဆင်ပြေလားကျွန်တော်ကိုချက်မရောင်းပေးတော့ဘူးလားရောင်းပေးမှာပေါ့ဘာဖြစ်လို့မရောင်းရမှာလဲကျွန်တော်ကချက်သားသေးပဲလေအကိုဒီချက်ကိုဒီတိုင်းပဲယူသွားလိုက်ပါ အကိုအိမ်ရောက်တော့မှသူ့ကိုဘလို့ပဲချက်ချက်ပြီးစားစိုက်တယ်လို့သာလို့ရမေ့လည်းချက်ကလေးကိုဝယ်ပြီးအင်ကိုပြန်လာခဲ့လိုက်ပါတယ်အင်ကိုပြောင်းလာခဲ့တဲ့ခါမှာသူ့ရဲ့မိန်းမနဲ့သမီးနှစ်ယောက်လုံးငိုနေကြပါတယ်သူတို့ငိုနေတော့သူလည်းတတော်လေးအားအသင်သွားခဲ့တော့တာပေါ့ဘာဖြစ်တာလဲနှစ်ယောက်သားဘာဖြစ်လို့ငိုနေကြတာလဲလာဒီကဖြစ်ဖြစ်နေတဲ့ကိစ္စတွေအားလုံးသူ့ရဲ့အဖေကိုပြောပြလိုက်ပါတယ်အိုဖရာဒုက္ခပါပဲဒါကဘလို့ရဖြစ်သွားခဲ့ရတာလဲငါ့ရဲ့သားလေးဘလို့ဖြစ်လို့အင်ကနေပြီးတော့ပျောက်သွားတာလဲသူမနေ့ကပဲကြက်သားစားခြင်းနဲ့ဆိုပြီးတော့ပြောနေတာ လောကရဲ့ရက်အနေငယ်တုန်းကရွာမှာဂျက်တွေအခိုးခံရတယ်ဆိုတဲ့သတင်းတွေကိုပဲခဏခဏကြားနေကြရတာဒီနေ့ငါတို့ကလေးအခိုးခံလိုက်ရတာလားသူဘယ်တွေကိုသွားနေရပါလဲဒီအချိန်မှလည်းဂျက်တွေကတခုခုပြပြဖို့အတွက်စူးစမ်းနေခဲ့ပြီးအော်ဟင်နေခဲ့ပါတယ်ဒါပါကြီးလေအခေါ်လာတာလေငါသားလေးဂျက်သားဟင်းစားချင်တယ်ပြောလို့ငါဂျက်တကောင်ဝယ်လာခဲ့တာလေငါလည်းဒီဂျက်ကိုတခါနဲ့တတ်ပေးဆိုပြီးတော့ပဲဝယ်နေရပါ ဒီချက်ကလေးကိုဆိုင်ပိုင်ရှင်ထုတ်ပေးလိုက်တော့ငါလည်းခံစားချက်မကောင်းတာနဲ့မတက်ခိုင်ပဲအကောင်လိုက်ယူလာခဲ့လိုက်တာထားပါရှင်ခလေးတော်မရှိမှတော့ကြက်သားဟင်းစားပြီးတော့ဘာလို့ရမှာလဲကျမတို့အရင်ဆုံးခလေးကိုနေရာဆောင်မှာလိုက်ရှာမှာဖြစ်မယ်ရမေ့ရှ်နဲ့ကမလာတို့ဇနီးမောင်နှံနှစ်ယောက်ကသူတို့သားလေးကိုလိုက်ရှာကြပါတယ်တယောင်လုံးမဘလို့ပဲရှာရှာခလေးကိုတော့ရှာမတွေ့ခဲ့ကြပါဘူးသူလည်းစိတ်ပြတ်စွာနဲ့အင်ကိုပြန်လာခဲ့ပါတယ်ဒီအချိန်မှာချက်ကလေးကပြောရွှင်စွာနဲ့သူတို့နာကိုကတ်နေခဲ့ပါတယ်ဆိုင်ပြလိုက်တာရှင်ဒီချက်တကောင်ကလည်းဘာလို့နေရလဲ ဘာဖြစ်လို့သူကျမတို့နာဒီလောက်တောင်မှလိုက်ကနေရတာလဲစိတ်ရှုပ်ရတဲ့ကြတယ်။သူ့ကိုကျမနာကနေဖယ်ထုတ်လိုက်စမ်းမကျမသားလေးပြောင်းနေလို့စိတ်ညစ်ပါတယ်ဆိုနေမှရက်တွေသားတဖြည်းဖြည်းကုန်းဆုံးသွားပါတယ်။ရာဟုလ်ဘယ်ကိုရောက်နေလဲဘယ်သူမှမသိကြပါဘူး။တစ်ဖက်မှာတရေကြီးကပုံစံတွေပြောင်းပြီးတော့ချက်တွေကိုရောင်းချပေးနေပါတယ်။ သူအစီရင်လောက်ထားတဲ့ချက်တွေကိုလူတွေအကုန်လုံးရှိကိုရောင်းစားပြလိုက်ပါတယ်။ရက်တွေကုံဆုံးလာတာနဲ့အများတရေကြီးရဲ့ချက်တွေအားလုံးရောင်းလို့ကုန်သွားခဲ့ပါတယ်။အခုအချိန်ထိသူ့မှာစွာရီမရရှိသေးပါဘူး။ဘာရီမားနေရလဲတခုခုလွဲနေရလား။ချက်တွေအားလုံးရောင်းလို့ကုန်သွားပြီ။ချက်အကောင့်တရားနဲ့တကောင်ကိုရှင်းပူစော်ပြီးငါ့ရဲ့စွာရီရလာရမှာဘယ်နေရာမှာလိုအပ်ချက်ရှိသွားတာပါလဲ။တရေကြီးကလည်းရွာမှာရှောက်ပတ်ကြည့်ပါတယ်။ဒီအချိန်မှာပဲရာဟုလအကြောင်းကိုသူတတိယသွားပါတယ်။သူကဒီချက်တကောင်တဲကိုပဲ မခုတ်ပဲနဲ့လှုပ်ပေးခဲ့တာပါ။ငါဟိုခလေးလေးကိုကြက်ဖြစ်အောင်လှုပ်လိုက်တာ။သူ့ကိုငါအရှင်လိုက်ပဲရောင်းလိုက်တယ်။သူအခုချိန်ထိအသက်ရှင်နေသေးရတာမဟုတ်ပါဘူးနော်။မဖြစ်နိုင်ပါဘူး။အဲ့ဒီလူကသူ့ကိုစားမယ်ဆိုပြီးတော့ယူသွားတာအခုချိန်ထိမစားရသေးဘူးလား။ဘလို့မဆိုငါသွားကြည့်မကောဖြစ်ကြမယ်။ဒီနေ့ကငါတော့နောက်ဆုံးနေပဲ။ညာစနိုင်းမထိုးခင်ဒီချက်ကိုငါရအောင်လိုက်ရှာရမယ်။ ူရဲ့ပုံစံအမှန်ကိုသူပြောင်းသွားလို့ရှိရင်တော့ထုတ်ခပဲငါရဲ့ကြိုးစားအားထုတ်မှုတွေအလုံးလည်းအရာထင်မှမဟုတ်တော့ဘူးတရားကြီးကလည်းချက်ကလေးကိုရှာဖို့အတွက်ရွာလေးကိုထွက်လာခဲ့ပါတယ်ချက်ကလေးကတော့ပြောရွှင်စွာနဲ့သူရဲ့အိမ်မှာစောကစားနေပါတယ်အိမ်မှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကလည်းအခုချက်ကလေးပေါ်တန်ရောဆင်ရှိနေခဲ့ကြပါပြီတရားကြီးကတရွာလုံးမှာချက်ကလေးကိုလိုက်ရှာပါတယ်နောက်ဆုံးမှာရမေရှင်အိမ်ကိုသူရောက်လာပါတယ်ချက်ကလေးကိုတွေ့ခဲ့ရတဲ့အခါမှာသူလည်းဝမ်းသာပျော်ရွှင်သွားပါတယ်တရားကြီးကအိမ်ထဲဝင်ပြီးချက်ကလေးကိုဖမ်းဆီးပါတယ် ဇက်ကလေးကလည်းအသေးအတန်အော်ရော်ပေါ့ဇက်ကလေးရဲ့အတန်ကိုကြတော့အားလုံးအပြင်ကိုပြေးထွက်လာပါတယ်တရေကြီးကိုရုတ်တရက်တွေ့ခဲ့ရတော့သူတို့အားလုံးလည်းလန့်ဖြောက်ကုန်ကြပါတယ်ခမရအခုချန်ဒီဘာဖြစ်လို့ဒီဇက်ကိုတတ်မစားရသေးရလဲနင်းကြောင်နဲ့ငါရဲ့စုံစားအထုံးမှုတွေအားလုံးတဲတဲ့ရေတုံဖြစ်ကုန်ပြီတိလားဒီချက်ကငါဝယ်ခဲ့ပြီသားငါချက်လေဘာဖြစ်လို့မင်းသူ့ကိုလာပြီးတော့ယူနေရတာလဲဘယ်တော့မှဒီချက်ကမင်းရဲ့ချက်ဖြစ်လာမှာမဟုတ်ဘူးငါသူ့ကိုအလှမပေးနိုင်ဘူးတရေကြီးကချက်ကိုပြန်ဖန်တဲ့အချိန်မှာချက်ကလေးကထွက်ပြေးသွားခဲ့ပါတယ် တရဲကြီးကလည်းချက်ကလေးနောက်ကိုအမြန်ပြေးလိုက်ပါတယ်ချက်ကလေးကဂရင်အောက်ကိုပြေးဝင်လိုက်ခေါင်းအောက်ကိုပြေးဝင်လိုက်နဲ့နေရာဆုံးမှထွက်ပြေးနေပါတယ်တရဲနဲ့ချက်ကလေးကိုဖမ်းဖို့အတွက်တရင်လုံးမှလိုက်ပတ်ပြေးပါတယ်ဒီအချိန်အတွင်းရာစစ်တနားီထိုးသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ချက်ကလေးလည်းအသွင်ပြောင်းသွားပါတယ်ချက်ကလေးကလည်းရာဟုလဖြစ်သွားခဲ့ပါတယ်ခလေးကိုပြန်တွေ့ခဲ့ရတဲ့အတွက်အလုံးဝမ်းသာပျော်ရွှင်ကုန်ပါတယ်တရဲကြီးကစွမ်းအားတွေပျောက်ပြီးနေရာကနေပျောက်ကွယ်သွားပါတယ်ဒီနောက်ရာဟုလဖြစ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုမိသားစုဝင်တွေကိုပြောပြလိုက်ပါတယ်နောက်တော့အလုံးနဲ့ပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲအခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်